အရန်ကိုပြန်ရှင်းတယ်အခုတော့မှပြန်ရှင်းလိုက်အရန်ပြောအမိမြန်မာဗီဒီယိုပြန်ရတော့မယ်အမိရင်ဝင်တဲ့ကိုပြန်ရတော့မယ်ဆိုတော့ကျွန်တော်ပြောမိပါတယ်ကိုတွန်းကြီးကိုကိုပြန်ရမယ်ကိုအိမ်ကိုပြန်ရမယ်ဆိုပြောတာပေါ့အတိုင်းကြီးကိုပြောတာတီးလေးတီးဆေးအောင်ဆုံးညိတ်ဟာ2000ခုနှစ်ကုန်ကကန်တော်ကြီးမျော်စင်ကျောင်းမှာနောက်ဆုံးကပြခဲ့ပြီးတဲ့နောက်ထိုင်းမလေးရှားစင်ကာပူတောင်ကိုရီးယားဂျပန်နဲ့အမေရိကန်ပြည်ထောင်စုတို့မှာလှည့်လည်ကပြရင်းထိုင်းနိုင်ငံမှာပဲပြည်ပရောက်ဘွားအဖြစ်၄နှစ်တာအချိန်ကုန်လွန်ခဲ့ကြပါတယ်အခုတော့ တိုးတောင်းလှတဲ့သူတို့ရဲ့ပြီးပရောက်ဘဝကိုအဆုံးသတ်လိုက်ကြပါပြီ။ပြီးပရောက်နေတဲ့လူတွေကိုကျွန်တော်တို့ကနေပြီးစံနမူနာထားပြီးတော့တီလေဒီဆေးရောင်စုံနဲ့ကစိန်သီးဂေါ်စီလာဇီဒီချောစုမျိုးပြန့်နေ။တကယ်လို့များကျွန်တော်တို့ဖမ်းလိုက်လို့ရှိရင်ပြီးပအပြည့်အသက်ကြီးရလေကျွန်တော်တို့ချစ်တဲ့စိတ်ကြောင့်သူတို့ကလည်းမခံမရနိုင်အောင်ဖြစ်မယ်။အာကျွန်တော်တို့ဟိုမှာကျွန်တော်တို့မဖမ်းဘူးကျွန်တော်တို့မိဘရင်ငွေနဲ့ကျွန်တော်ပြန်ရောက်ပြီးွားကြီးပြောပြောရှင်းနေနေရတယ်ကျွန်တော်တို့လက်ကြီးတွေကလည်းကျွန်တော်တို့ ိုးစိုးတယ်ဆိုရင်ကျွန်တော်တို့ကဝမ်းသာစရာပြည်ပမှာရှိတဲ့လူတွေမြန်မာပြည်တဲကိုပြန်လာရင်အလွယ်တကူပြန်လာလို့ရအောင်ကျွန်တော်တို့ကရှေ့ပြေးနေနဲ့အမှုပညာသမားပြည်ပြီးကျွန်တော်သွားတာပါလူငင်းချမ်းသာခွင့်ထုတ်ပြန်တဲ့အထီအောင်မစောင့်နိုင်ပဲပထမဆုံးတရားဝင်ပြီးတော့ပြန်မှုဆုံးဖြတ်တဲ့အပေါ်ပြည်ပမှာဝေဖန်မှုတွေအများကြီးရှိခဲ့ပါတယ်စိတ်ကူတယ်ဆိုတာကကျွန်တော်ပြောပြတာကတချို့ဟာလေးတွေပါကျွန်တော်မျက်လုံးဖွင့်ပြီးကြည့်ပါအဲဒါတော်တော်သိနေတဲ့ချေကမျက်လုံးလေးဖွင့်ကြည့်လိုက်ပါမျက်စိပိတ်ပြီးတော့ ဇွန်ကံပြီးညင်းနေပဲစားမျက်လုံးလေးဖွင့်ကြည့်လိုက်ပါမျက်လုံးလေးဖွင့်ကြည့်တဲ့အခါမှာတွေ့လာပါလိမ့်မယ်တွေ့လာတဲ့အခါမှာကျွန်တော်တို့ကပုံကိုယ်ဇွဲဟလာအတ္တဇွဲတွေခဏပြေးပြလိုက်ပါဒီဟာကတိုက်ပြီးတဲ့လူမျိုးတို့အကျိုးရှိနိုင်တယ်ဒါကြီးလုံနိုင်ကျွန်တော်တိုက်ပြီးတိုးတက်နိုင်တယ်ဆိုရင်ဆက်လုပ်ပါဆုပ်ယုတ်ပဲတင်တဲ့အာမျိုးရှိခဲ့ရင်လည်းကျွန်တော်တို့အကျိုးသိအကြောင်းသိကျွန်တော်တို့ပြင်ပြပါခုတိုင်းပါဆွေးနွေးပါအားနည်းချက်ကိုဝိုင်းပူကြပါအဲ့ဒါမျိုးမှသာလေကျွန်တော်တို့တိုက်ပြီးတိုးတက်ပါပါ မဟုတ်ဘဲနဲ့သူလုပ်တဲ့မြတ်ငါစန့်ကျင်မယ်ဆိုတဲ့စိတ်မျိုးရှိတယ်။ဘာလို့လို့ကောင်းတာမမြင်တဲ့စိတ်မျိုးရှိနေတော့ကျွန်တော်တို့တိုင်းပြည်ကဒုံရင်ကဒုံရင်ပါပါမွဲတေကြီးပါပါပဲ။ကျွန်တော်တို့ကအားလုံးကအိုက်စက်တက်ထောက်ပါပဲ။ကျွန်တော်တို့တိုင်းပြည်နဲ့ဒူလူအကျိုးအတွက်ဆိုလို့ရှိရင်ပူပေါင်းတဲ့ပူပေါင်းမှာမတူတာလေးတွေကဘေးပဲပါပူပေါင်းပြီးအကျိုးရှိမဲ့လုပ်ငန်းတွေကိုတော့ကျွန်တော်လုပ်တင်တယ်လို့ထင်ပါတယ်။တမရဦးသိန်းစိန်ရဲ့ကမ်းလှမ်းချက်ထွက်လာပြီးသုံးဘက်အကြမ်းမှာပထမဆုံးပြည်တော်ပြန်ခီးတစ်ခုစတင်ခဲ့တာ ဖြစ်ပါတယ်။ခုတော့ တီးလေသည့်ဆေးအောင်ဆုံးအငင်းရဲ့အဖွဲခေါင်းဆောင်ဂေါ်ဇီလာခေါင်းဆောင်မင်းသမီးချော့စုမျိုးနဲ့လူရှင်တော်စိန်သည်ဇီးဒီတို့ဟာပြည်တော်ပြန်ခဲ့ကြပါပြီ။ဒါဟာမြမပြည်ကိုပြန်ရမယ်လို့စဉ်းစားနေကြသူပြည်ပရောက်တွေတဲ့ပထမဆုံးတရားဝင် ပြန်ရတဲ့ဖြစ်ရပ်တစ်ခုဖြစ်ပြီးပြည်ပရောက်တွေအိမ်ပြန်ရေးမပြန်ရေးအငင်းခုံတွေယာယီအားဖြင့်မှင်သက်သွားစီခဲ့ပါတယ်။လူမျိုးမျိုးအထွေထွေပဲဝေဖန်ကြတာပါ။ကျွန်တော်ကတော့သမနာကြီးပြောတဲ့စကားကိုယုံကြည်တယ်။ကျွန်တော်ရဲ့စိတ်ပိုင်းထက်မှုကတော့ ကျွန်တော်ပြည်တွင်းနဲ့ရောင်းရင်ကျွန်တော်အမှုပညာနဲ့တိုင်းပြည်ကြီးကိုတထောင်တနေရနေပြီးတအားသူကျွန်တော်ဝင်ပြီးတော့ပူပေါင်းပြီးဆောင်ရွက်နိုင်လိမ့်မယ်လို့ကျွန်တော်မြင်ပါတယ်ပြည်သူအကျိုးနိုင်ငံအကျိုးနိုင်ငံအတွက်ကျွန်တော်လှုပ်ဆောင်နိုင်လိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်ဗျသမရာဆိုရဲစကားတခုံးอ่ะပေါ့เนาะဘာပြောလဲတိုင်းပြည်တော့အကောင်လုံးတည်တယ်လေသူပြောလိုက်ပဲမိကွာအကောင်လုံးတည်တဲ့ခါကျတော့မြို့တော်တက်ဘလို့ကောင်းမလဲယုံကြည်ချက်နဲ့ပေါ့เนาะကိုယ်ယုံကြည်ချက်နဲ့ကိုပေါ့မြို့တော်ရဲရဲဝုံဟိုပြန်ချင်တာပေါ့เนาะ ့မျိုးတို့ဘာမှမဖြစ်ဘူးလို့တော့မျိုးတို့ယုံကြည်တာပေါ့လေဟိုအဲ့ကြောင့်အရန်ပြန်ချင်းနဲ့မျိုးတို့ပြန်မျိုးလို့ရှိရင်လည်းတော်တော်များများကလည်းမျိုးတို့ကိုကြည့်ပြီးတော့ live ပြန်မယ်လို့ညွှန်လင့်ပါတယ်ဟာဒီမှာရှိခဲ့တဲ့ပြိသက်တွေကိုလည်းပေါ့နော်မျိုးတို့အခုဖြောပြတင်ဆက်ခွင့်ရခဲ့တဲ့အတွက်လည်းအရန်ဝမ်းသာတယ်ပေါ့နော်ကိုယ့်ရဲ့မြန်မာပြည်ကိုပြန်ရလာမယ်ဆိုရတယ်မြန်မာပြည်ပြိသက်တွေကိုလည်းမျိုးတို့တက်ဆွမ်းတဲ့နုပညာနဲ့ပေါ့နော်ဟိုဖြောပြသွားမှာပေါ့ဟိုအကောင်လုံးပျော်ရွှင်အောင်လို့မျိုးတို့ဖန်တီးပြီးတော့ပေါ့နော်မြန်မာနာမတွေပေါ့အကောင်လုံးစုပြီးတော့တင်ဆက်သွားခြင်းတယ်ပေါ့နော် တီးလေးသည့်ဖွဲ့သား၄ယောက်မြမာပြည်ကိုပြန်သွားတဲ့အချိန်မှာပဲနိုင်ငံတကာမှာရှိတဲ့မြမာတန်ယုံတွေကိုမြမာပြည်ပြန်လာခြင်းညသူတွေအကြားဆက်သွေးမှုတွေပေါ်လာခဲ့ပြီးမြန်တန်ယုံတွေကပြည်ဝင်ဝင်ဗီဇာထုတ်ပေးဖို့နေပြည်တော်ကဗာညွန်ကြားချက်မှမရသေးဘူးလို့အကြောင်းပြန်ပါတယ်ကျွန်တော်တို့ကအမှုပညာသမားလေအမှုပညာသမားဆိုတော့အမှုပညာနယ်ပဲကျွန်တော်တို့ကဖန်ပြီးကြရတာလေဒါစားဒီပြန်ကျဲနေတဲ့ရွှေမြမာတွေကိုကျွန်တော်တို့ဆရာကုစားကနာစုစည်းဖို့ကျွန်တော်တို့လည်လိုက်တယ်အဲ့ဒီအတွက်ကြောင့်ပဲကျွန်တော်တို့လေ့လာခဲ့တဲ့ဘူးတုဒ္ဓတွေကို ပြည်တွင်းနဲ့ရောက်ရင်ကျွန်တော်တို့ကအတိုးချပြီးတော့ကျွန်တော်ပေးရတဲ့တွေကျွန်တော်ပြောချင်တာအမှုပညာလေးနဲ့ကျွန်တော်တင်ဆက်ပြီးပြောမယ်။ဘာကြောင့်လဲဆိုတော့မြန်မာနိုင်ငံကြီးကိုကျွန်တော်တိုးတက်စေချင်တယ်လေ။အခုလက်ရှိရှိတဲ့လူကြီးတွေကလည်းမြန်မာနိုင်ငံကြီးကိုတိုးတက်အောင်လုပ်လို့ရပါပဲ။ရန်ကုန်ကိုဆက်ရောက်မဲ့လေရင်ကတော့ပုံမှန်ထွက်ခွာနေသေးပါ။ဒီလေရင်ပေါ်မှာအိမ်မပြန်လာကြပြီဖြစ်တဲ့ပြည်ပရောက်တွေနောက်ထပ်ဘသူတွေများဆက်လက်လိုက်ပါကြအုံးမလဲဆိုတာလက်ရှိပြည်ပရောက်မြန်မာအတိုင်းဝိုင်းမှာထွက်ပေါ်နေတဲ့စိတ်ဝင်စားစရာအကောင်းဆုံးမေးခွန်းတစ်ခုဖြစ်ပြီး ဘသူမှပုံပွင့်လင်းလင်းမဖြစ်ကြညာသေးတဲ့မိကွန်းလည်းဖြစ်နေပါတ